ရခိုင်ပြည်ရစေတော်မြို့နယ်ကထိုင်းနိုင်ငံမှာအလုလာလုံနေတဲ့ညီကိုနှစ်ဦးဟာထိုင်းထိပ်အမြင့်ဆုံးစုဖြစ်တဲ့ဗတ်လျှောက်တန်းနှစ်ဆောင်တွဲဗတ်ဆနတန်းကိုကန်ထူးသွားခဲ့တယ်လို့သိရပါဗျ။ရခိုင်ပြည်ရစေတော်မြို့နယ်ဘက်ကပါကြီးကအသက်40ကျော်နဲ့အငယ်ကအသက်30ကျော်ညီကိုနှစ်ယောက်ပါကျွန်တော်တို့ကူညီပြီးစုငွေထုတ်ပေးပေးပါပြီလို့ AC မာမိတ်ဖွဲ့မှဥပကြီးကအာရခတိုင်းကိုပြောပါဗျ။အဆိုပါထိုင်းထိပ်ကန်ထူးခဲ့တဲ့ညီကိုနှစ်ဦးဟာထိုင်းနိုင်ငံတောင်ပိုင်းဟဲရိုင်မြို့နယ်ကီလိုမီတာ100ကျပ်အကွာမှာရှိတဲ့နေရာမှာပြန်လုကင်နေကြတာလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းရေကြီးမှုမှာသူတို့ညီကိုနေထိုင်တဲ့အလို့သမားတန်လျာရေထဲမျောပါသွားတဲ့အတွက်ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေကညအချိန်မှာကယ်ထုတ်ပေးခဲ့လို့အသက်ရှင်ခွင့်ရရှိခဲ့တယ်လို့လည်းသိရပါဗျ။ကျွန်တော်တို့ညီကိုကိုကယ်ဆယ်ရေးဝန်ထမ်းတူကထမင်းမိုးဆိုပြီးတယောက်ကိုဘတ်ငါးရပေးပါတယ်။ဟဲ့ရင်လေစိတ်မှာတညအိပ်ပြီးတော့တငယ်ချင်းတွေစီကလမ်းစိတ်အကူညီတောင်းပြီးလှုပ်ရှားဖို့တွေကားစီတာမှာကားကိတ်တနေရာမှာထီအတင်းလာရောက်တော့အာနာရာနဲ့နှစ်ဆောင်တွဲဝယ်လိုက်ပြီးထမင်းတနက်အငတ်ခံမယ်ဆိုတဲ့စိတ်နဲ့အာနာလို့ဝယ်လိုက်တာလို့ထိုင်းထီကန်ထူးသွားတဲ့သူကပြောပါတယ် ထိုင်းထီကန်ထူးသွားတဲ့ညီကိုနှစ်ဦးအားထိုင်းထီပေါက်တဲ့အထက်ကငွေကြေးတချို့ကိုရေပဲကြုံရတဲ့ဘွားလူလူသမားတွေကိုပြန်ကူညီဖို့ရှိတယ်လို့အလူဒန်းတွေလောက်ဖို့လည်းရှိတယ်လို့သိရပါဗျ။